တော့ပိုးတကောင်ရဲ့ဘဝတခြားလုံးဘာတွေကြုံတွေ့ရလဲဆိုတာသင်သိပါသလားဘလောက်အထိဆွလွတ်ပေးဆက်ခဲ့ရလဲဆိုတာသင်သိပါသလားအမျိုးသားတအူးကတကြိမ်နဲ့ထုတ်လွတ်လိုက်တဲ့တုတ်ပိုးသားလောင်းရဲ့အရေးအတွက်ဟာတန်300အထိရှိနိုင်ပါတယ်ဒါပေမဲ့ပထမရတဲ့သူကတော့တအူးတည်းသာရှိပါတယ်သားလောင်းငယ်လေးကအမီးကိုအကြိမ်1000လုံမှ10စင်တီမီတာအရှိကိုရွှေ့နိုင်ပါတယ်ဒါပေမဲ့မျိုးဥစီကိုသွားမဲ့ခရီးက20စင်တီမီတာလောက်ရှည်လျပြီးတော့အဆင့်များစွာကိုဖြတ်ကျော်ရပါအောင်မယ်ပထမဆုံးအနေနဲ့ ားလောင်းငယ်လေးတွေဟာတိမ်ကောင်းကိုရောက်တဲ့အခါဖွင့်ထားခြင်းရှိမရှိကြည့်ရပါမယ်။မဖြစ်လို့လဲဆိုတော့တိမ်ကောင်းဟာမြို့ဥကျွေးချိန်မှာမှသာဖြတ်တန်းခွင့်ပေးတာဖြစ်ပါတယ်။ဒီအဆင့်ကိုဖြတ်ကျော်နိုင်မှသာဆက်သွားဖို့အခွင့်အရေးရှိမှာဖြစ်ပါတယ်။ဒုတိယအဆင့်ဖြစ်တဲ့သွေးဖြူဥများစီကိုရောက်တဲ့အခါမှာတော့သွေးဖြူဥတွေဟာဂိတ်ဆောက်နေလိုပါပဲ။သူတို့ဟာခန္ဓာကိုယ်အတွင်းကပြင်ပမဝင်ရောက်လာတဲ့အရာတွေကိုညှို့ချဖျက်ဆီးပစ်ပါတယ်။တားလောင်းငယ်အများစုကဒီနေရာမှာဖျက်ဆီးခံရပြီးတော့အများစုကဒီအဆင့်မှာပဲပယ်ချခံလိုက်ရပါတယ်။ ကျန်ရှိတဲ့သားလောင်းငယ်လေးတွေကတော့တတိယအဆင့်ဖြစ်တဲ့ တအုပ်ပြုံနောက်ဆုံးကိုရောက်လာကြပါတယ်။ဘယ်လန်းကိုရွေးချယ်မလဲဆိုတာကတော့သူတို့ရဲ့ကံကြမ္မာကိုတိုက်ရိုက်ဆုံးဖြတ်ပေးမှဖြစ်ပါတယ်။မဖြစ်လို့လဲဆိုတော့မြို့ဦးကတအုပ်ပြုံနှစ်ခုတည်းကတစ်ခုတည်းမှပဲရှိနေမှဖြစ်ပြီးတော့လမ်းမရွေးချယ်မိရင်တော့တိုက်ရိုက်ပယ်ချခံရမှဖြစ်ပါတယ်။ကျန်ရှိတဲ့တားလောင်းငယ်လေးတွေကမြို့ဦးပလဲကိုရောက်တဲ့အခါမှာတော့နောက်ဆုံးအဆင့်ကိုရောက်ရှိလာတာနဲ့တူတူပါပဲ။တန်းသုံးထောင်သောတားလောင်းငယ်လေးတွေက900လောက်တာနောက်ဆုံးအဆင့်ကိုရောက်နိုင်ပါတယ်။အခုဆိုရင်အပြိုင်ဆိုင်ရှင်ပြန်ရမှာကတော့ကိုခန့်အားပဲဖြစ်ပါတယ်။မြို့ဦးရဲ့အပြ င်ဖက်အလွာဖြစ်တဲ့အကြီးရောက်အိတ်ကိုဘသူကအရင်ဆုံးဖောက်ထွင်းဝင်ရောက်နိုင်မလဲဆိုတဲ့စွမ်းဆောင်ရည်ကိုရှင်းပြရမှာဖြစ်ပါတယ်။ဒီတားလောင်းငယ်လေးတွေကတကောင်ကမြို့ဥတွေကိုအောင်မြင်စွာဝင်ရောက်သွားပြီးဆိုရင်တော့အပြင်ဘက်ကအကြီးရောက်ရှိတဲ့အိတ်က ချက်နဲ့တားလောင်းငယ်လေးတွေမဝင်နိုင်လို့ချက်ချင်းမဲ့မှာကြောသွားပါတယ်။အထက်မှရောက်သွားတဲ့တားလောင်းငယ်ဟာမျိုးဥနဲ့လင်းမြန်စွာပေါင်းဆက်ပြီးတရေတားလောင်းအဖြစ်ပြောင်းလဲသွားကနောက်ဆုံးမှလူသားအဖြစ်တဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ပါတယ်။ဒီလိုကြည့်လိုက်ရင်တော့တင်ကတန်းတုံးရတဲ့ကနေပြီးတော့မှရွရွချွန်ချွန်နဲ့အဖြစ်လာတဲ့တားလောင်းငယ်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့မွေးရပါထူးချွန်တဲ့လူတူဦးဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာကိုကိုကိုမထူးချွန်သေးဘူးလို့ထင်နေသေးတာလား။ဒါကြောင့်အခုချိန်မှာတင်ကကိုကိုကိုမထူးချွန်သေးဘူးလို့ထင်နေတော့မဲလား။